အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါလိမ့်ဗျာဒီနေ့မှတော့ခေါင်ကိုက်ဝေဒနာတွေကိုလေးမြစွာတတ်တာပြောင်းခွင့်စီမဲ့ခြေစဉ်လေးတစ်ခုနဲ့မျှောက်ပေးမှဖြစ်ပါတယ်ခေါင်ကိုက်ယောဂဝေဒနာတွေခံစားနေရတဲ့မိတ်ဆွေတွေအခုကျွန်တော်ပြောမယ့်ခြေစဉ်လေးကိုကျင့်လို့ရပါတယ်အရန်အဆင်ပြေပြီးအရန်လည်းဆွမ်းထက်ပါတယ်ဗျာကျွန်တော်နေမှာရှိတဲ့ဦးလေး၃လျက်ကိုဆန့်သက်ပြီးဆန့်သက်ခိုင်းခဲ့ရတော်တော်အဆင်ပြေတယ်ဆိုပြီးလာပြီးကျေးဇူးကျေးဇူးလာပြန်ပြောတဲ့အတွက်ကြောင့်မိတ်ဆွေများလည်းအဆင်ပြေအောင်ပြန်လည်းမျှောက်ပေးခြင်းဖြစ်ပါတယ်ဗျာခေါင်ကိုက်ယောဂဝေဒနာတွေခံစားနေရတယ်ခေါင်ကယောဂတွေခေါင်မူယောဂတွေစပစ်စီးတွေတော့ ဆေးတွေတော့တောက်နေတာပဲတောက်တုံးတော့ပျောက်သွားတယ်နောက်ပြီးတော့ပြန်ဖြစ်တယ်ဆိုတော့မိတ်ဆွေများရောဆေးကိုစီကံတက်နေတဲ့မိတ်ဆွေများရောအိမ်မှာရှိတဲ့ဘိုးဘမိဘဆရာသမားညီကောင်မောင်နှမအဲ့တော့ဦးလေးတော်လေးတွေအဲ့တော့ကိုကိုတိုင်းဖြစ်လဲကိုကိုတိုင်းကိုကိုတိုင်းပဲအဲအုံအတုံးကိုနံဖြစ်လေကိုနံအုံးပြုလို့ရပါတယ်ဗျအဲ့တော့ရမ်းလွယ်ပါတယ်ကျွန်တော်တို့တွေဖះเจ้าတော်ရှင်မှာဖះရှိကို၅ဘတ်တိလက်ခံယူပြီးတော့ ကျွန်တော်တို့တွေ24ပစ္စည်းအချင်းပေါ့နော်24ပစ္စည်းအချင်းကျွန်တော်တို့တချို့တချို့ပုံတော်တွေမှာရှိရင်နော်24ပစ္စည်းအချင်းကဖះရဲ့ဒီဘေးလေးမှာပေါ့နော်ဖះရဲ့ဥကောင်းတော်လေးဘေးမှာအဝိုင်းလေးပုံပုံစံမျိုးနဲ့အလုံးတွေ့ပြီမယ်လို့ထင်ပါတယ်အဲ့လိုဝိုင်းလေးပုံပုံစံမျိုးကိုကျွန်တော်တို့ကကြည့်ပြရမှာဖြစ်ပါတယ် အဲ့လားလေးကို10မိနစ်လောက်ကြည့်လိုက်မယ်10မိနစ်လောက်ကြည့်လိုက်ပြီးတော့အဲ့ဖရာကျောင်းဆောင်အရှိမှာပဲပြန်လည်ပြီးတော့တရားထမ်းတဲ့လိုထိုင်ပြီးပြန်လည်ပြီးတော့ကြင့်ကြံမှဖြစ်ပါတယ်ဘယ်လိုကြင့်ကြံမလဲဆိုတော့ကျွန်တော်စိတ်ကူးရင်ပုံဘွားမှာပေါ့ဗျာနော်ကျွန်တော်တရုတ်သံဃာတွေရလို့အားလုံးကြည့်အားလုံးသိမလို့ထင်ပါတယ်အဲ့တော့ကျွန်တော်တွေဒီကျွန်တော်တို့ဒီဒီဖရားရဲ့ဘေးကရှိတဲ့ဟေတုပစ္စယောဒီ24ပစ္စည်းအချင်းအချင်းတွေအားလုံးကကျွန်တော်တို့ရဲ့ဥက္ကုံတွေကိုထည့်ပြရမှာဖြစ်ပါတယ်ဟေတုပစ္စယောဆိုပြီးအဲ့မှာရှိတဲ့ဖရားဘေးမှာရှိတဲ့ဟေတုပစ္စယောက အချောင်းလိုက်ကြီးပဲဖြစ်ဖြစ်ကျွန်တော်တို့ခေါင်းထဲပုံတော့ဝိနေဆိုရင်ကိုယ့်ကိုထည့်ပြရမှာဖြစ်ပါတယ်အချောင်းလိုက်ပဲထည့်တဲ့အမြောင်းလိုက်ပဲထည့်တဲ့အကိုးလိုက်ပဲထည့်တဲ့အဲ့တော့ကျွန်တော်ကတော့ဒီခေါင်းပပက်လေကိုတပတ်ပတ်နဲ့ပုံပုံစံမျိုးနဲ့24ပစ္စည်းကျွန်တော်တို့ဥကောင်းတက်တက်မှာတပတ်ပတ်တပတ်လေနဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကျင့်ကျင့်ကြံလိုက်ပါတယ်အဲ့တော့မိတ်ဆွေများလည်းကြိုက်တဲ့ပုံစံနေထားနဲ့ကြည်ညိုလို့ရပါတယ်တချို့လည်းအချောင်းလိုက်တချို့လည်းအကွေးလိုက်တချို့လည်းဖြည်းဖြည်းချင်းဦးခေါင်းရဲ့ဒီခေါင်း တပတ်လည်းမှာ24 PC ကျင်းနေလေပတ်နေတဲ့ပုံပုံစံမျိုးကျင့်ကြံမှာ ဖြစ်ပါတယ်ရုပ်ရင်ကြည့်ကြရင်လုံးမှာဖြစ်ပါတယ်ဗျာဟေတုပစ္စယောဆိုပြီးတော့ကိုယ်ကောင်းနေမှာဖះပေးမှာရှိတဲ့ဟေတုပစ္စယောကိုယ်ကောင်းနေမှာလာပြီးတော့တပတ်ပတ်နေတဲ့ပုံစံမျိုးဟေတုပစ္စယောပြီးသူ့နောက်မှာကျွန်တော်မွေးမွေးမွေးလိုပဲဗျာအဲတပတ် ပတ်ပတ်ခံနိုင်ပေါ့ဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောအနန္တယပစ္စယောတမန္တယပစ္စယောတဟဇာဒပစ္စယောအညမညပစ္စယောနေန္ဒရပစ္စယောဥပနိတိယပစ္စယောပူဇာဒပစ္စယောမဇာဇာတပိစယောအာတိဝနပိစယော ကမ္မပိစယောဝိဘာဂပိစယောအာဟာရပိစယောအိန္ဒိယပိစယော ဇာနာပိစယော မကပိစယောတံမြူတပိစယောဝိပြူတပိစယောအတ္တိပိစယောနတ္ထိပိစယောဝဂရပိစယောအဝဂရပိစယောတီးဆိုပြီးတော့ကျွန်တော်တို့တွေဒီပစ္စည်းရောတစ်ခုယူတိုင်းယူတိုင်းမှာအဲ့ဒီပစ္စည်းရောကျွန်တော်တို့ဥကုန်းထဲမှာလာပတ်နေတဲ့ပုံပုံစံမျိုးနဲ့ယူပရမှာဖြစ်ပါတယ်။မွေကျွန်တော်မွေမွေလို့ဟိုမွေပုံစံမျိုးပေါ့ဗျာကျွန်တော်တို့တပတ်ပတ်နေတဲ့ပုံစံမျိုးအဲဒါမှမဟုတ်လဲအချောင်းလိုက်ပဲဖြစ်ဖြစ်အကိုးလိုက်ပဲကြိုက်တဲ့ပုံစံနဲ့တပတ်ပတ်ပတ်ခိုင်း ကိစ္စမရှိပါဘူးကျွန်တော်တွေအဲ့ဒါလေးကိုကျွန်တော်တွေဥကုံတက်တက်မှာဥကုံရဲ့အတွင်းမှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်ပေါ့နော်တချို့လည်းအတွင်းုံထည့်တယ်တချို့လည်းအပြင်မှာထည့်တယ်အဲ့ဒါကိုတပတ်ပက်ခလိုက်ပဲအချောင်းလိုက်ပြီးပဲဝင်းရင်ဝင်းရင်အကိုလိုက်ပဲဝင်းရင်ဝင်းရင်အမြောင်းလိုက်ဝင်းရင်ဝင်းရင်ချဲ့တဲ့ပုံစံနဲ့စိတ်ကူးညီလို့ရပါတယ်ပုံဖော်လို့ရပါတယ်အဲ့ဒါကိုကျွန်တော်တို့ရဲ့ဥကောင်းတပတ်လေတက်တက်မှာ24ပစ္စည်းအဲ့လို ဝင်းဝင်းရံနေပြီးရှောက်သွားနေတယ်တပတ်တွေပပတ်နေတယ်ဆိုတဲ့ပုံစံကိုအာယုံပြုတ်ကျင့်ကြံပြီးတော့၂၄ပစ္စည်းတွေဗဇက်ကလည်းရွတ်နေမှာဖြစ်ပါတယ်ဗျအဲ့တော့ပစ္စည်းတစ်ခုရွတ်လိုက်အဲတပတ်လေလိုက်ပစ္စည်းတစ်ခုရွတ်လိုက်တပတ်လေလိုက်ပစ္စည်းပစ္စည်းတစ်ခုရွတ်လိုက်တပတ်လေလိုက်ဟေတုပစ္စယောဆရာတခါဟေတုပစ္စယောဆိုတဲ့အချောင်းညာကျွန်တော်တို့ဥက္ကောင်တဲ့ဝင်သွားလိုက်ဟေတုပစ္စယောပြီးတော့အာရမဏပစ္စယောအချောင်းညာတစ်ချောင်းဝင်သွားလိုက်အဲ့လိုပစ္စယောတစ်ခုဝင်နိုင်ဝင်နိုင် တပတ်လေးလေးလေးတိုင်းမှာကျွန်တော်တို့ကအဲ့ဒါလေးကိုစိတ်ကူးရင်ပုံဖော်ပြီးကြင်ကြံနေမှာဖြစ်ပါတယ်ပါဇက်ကလည်းယွနေမဲ့အောင်ရွှဲလင်းပုံဖော်နေမှာဖြစ်ပါတယ်ဒီဟာလေးကကျွန်တော်တို့နိုင်ဝဲလောက်ကျင့်လိုက်တာနဲ့ပဲအဲ့ဒီမှာရှိတဲ့ခေါင်းထဲမှာရှိတဲ့ယောဂဝေဒနာတွေအဖူးကျိတ်တွေပေါ့နော်အဖူးကျိတ်တွေကင်းစားကျိတ်တွေခေါင်းထဲမှာရှိတဲ့ကျွန်တော်တို့အဖူးကျိတ်ယောဂလေးအဲတော့နားတွေအဲတော့အတွင်းထဲမှာရှိတဲ့ အုံနောက်တွေဆိုတချို့ဟိုစိတ်မညီမတက်ဖြစ်နေလူတွေစိတ်ယောဂဝိညာဉ်ရှင်တွေဆိုလို့ရှိရင်အခုလိုမျိုးကြင်ကြံခိုင်းလို့ရလို့ရှိရင်လည်းယူတာတွေတော့ပျောက်တယ်လို့ဆိုပါတယ်။ဒါကြောင့်ကျွန်တော်မိတ်ဆွေများလည်းခေါင်းနောက်တာတွေခေါင်းမကြည့်ကြတွေခေါင်းကြိုက်တာတွေခေါင်းကြိုက်တာတွေလောက်တော့အသာထားကျွန်တော်ခေါင်းထဲမှာရှိတဲ့ အနာကျိတ်အဖုကင်းစားခေါင်းထဲမှာပတ်သက်ခေါင်းထဲပတ်သက်တဲ့ယောဂဝန်ဆောင်တွေအားလုံးကိုလင်းမြန်စွာတတပြောက်ကင်းစေတဲ့ကျင့်စဉ်လေးတစ်ခုပဲဖြစ်ပါတယ်ဗျဒါဟာတွေလေးကိုတချို့အရန်အရန်ဆိုးတဲ့ယောဂဝန်ဆောင်တွေဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီတလာတိတိပေါ့နော်တလာတိတိကျင့်တင်ပါတယ်တောင်းတန်ခေါင်းကက်လိုက်တော့၃ရက်လောက်နဲ့ပျောက်ပါတယ်တချို့ဆိုရင်ထိုင်တဲ့နိုင်ဝက်အတွင်းပေါ်ချက်ချင်းပျောက်သွားတာကိုလည်းတွေ့ရပါတယ် ဒါကြောင့်ဒါတော့ကျွန်တော်မိစီများနှလုံးသွင်းနိုင်မှုကြည်ကြံနိုင်မှုနဲ့အာရုံစွတ်စွတ်နိုင်မှုအာရုံစွတ်စွတ်နိုင်မှုအပေါ်မူတည်ပြီးတော့အနည်းမြန်တော့ကွာသွားနိုင်ပါတယ်ထူချောင်းမှုရှိတာတော့ကျွန်တော်ကိုယ်တိုင်ပါပဲဗျကဲမိစီများလည်းခေါင်းနဲ့ပတ်သက်တဲ့ယောဂဝန္ဒနာတွေခံစားနေရရင်24ပစ္စည်းအချင်းကိုအုံနောက်ထဲမှာခေါင်းထဲမှာတစ်ဖက်ပတ်ခံလိုက်ပါအဲ့တော့ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ဘေးမှာရှိတဲ့24ပစ္စည်းအဝိုင်းလေးကိုအာရုံပြုမယ်ပြုပြီးအဲ့ဗုဒ္ဓမြတ်စွာဘုရားရာကျွန်တော်တို့24စီပစ္စည်းတွေကိုလှမ်းပြီးတော့ပေးတဲ့လိုက်တဲ့ ပုံစံမျိုးချီးမြှင့်လိုက်တဲ့ပုံစံမျိုးနဲ့24 BC အချင်းတွေကိုအုံနောက်ထဲမှာခေါင်းပေးမှာတပတ်ပတ်ခိုင်းလိုက်ပါဗျအားလုံးကပျောက်ကင်းသွားပါလိမ့်မယ်ကဲဒါတော့ကျွန်တော်မိတ်ဆွေများအတွက်မိဘဆွေမျိုးညီကမတို့များအတွက်ခေါင်းကဲ့ဝေဒနာတွေခေါင်းမိုးယောဂတွေခေါင်းနဲ့ပတ်သက်တဲ့ယောဂဝေဒနာခံစားနေရရင် ကိုတက်လို့ရတဲ့ကျင့်စဉ်တွေတစ်ခုပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မိတ်ဆွေအားလုံးလည်းအနာယောဂတွေကင်းရှင်းကြပါသည်ဆေးကျန်းသံကိုကျန်းမှရှိကြပါသည်ခေါင်းထဲပတ်သက်တဲ့ယောဂဝိဇ္ဇာတွေကင်းရှင်းကြပါသည်ကိုယ်စိတ်နှလုံးအေးမြကြပါသည်ဗျအစီအမင်းနဲ့ live screen တင်ပြီးအပိတ်ကဘောင်ကမြအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ